ရွှေကောက်ပွဲတစ်ခုမှာအပြိုင်ဆိုင်မရှိဘဲနိုင်သွားတာကတမျိုးကြီးဖြစ်နေပြီးပြိုင်ဘက်ရှိပြီးနိုင်မှကုန်းတိတ်ခါရှိတဲ့ကိုစလေလောင်းဖြစ်မယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါဗျ။မြန်မာနိုင်ငံမှာရွှေကောက်ပွဲအပိုင်း၁ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပေမဲ့လည်းတချို့သောနိုင်ငံရေးပါတီတွေဟာရွှေကောက်ပွဲကျင်းပမယ်မဲဆန္ဒနယ်မှာလုံခြုံရေးအာမခံချက်မရှိ၍ပြိုင်ဘက်ကိုစလေလောင်းမရှိဘဲအနိုင်ရရှိထားတဲ့အခြေအနေတွေရှိနေပါဗျ။အဆိုပါပါတီတွေမှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး ရေးပါတီ USDP က28ဦးရှိပြီးဝအမျိုးသားပါတီအခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ကတဦးစီဖြစ်ပါတယ်အနိုင်ရရှိထားတဲ့နေမြေတွေဟာကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအကွေတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်စတဲ့မဲဆန္ဒနေမြေတွေမှာဖြစ်ပါတယ်ရွှေကောက်ပွဲတစ်ခုမှာတည်တည်ချာချာပြိုင်ဆိုင်ပြီးမှနိုင်တာကပိုကောင်းကြောင်းပြိုင်သူမရှိပဲတယောက်တည်းပြေးကပန်းဝင်တာကနေကိုယ်စလဲဖြစ်ခြင်းမှာတမျိုးဖြစ်နေ ကြောင်းနိုင်ငံရေးလေလာသုံးသက်သူဦးထောင်ကျော်ကဆီယန်နယ်သတင်းဌာနကိုပြောပါရယ်။အတိအကျတော့ဂျန်နက်ပါတီတွေကမပြိုင်နိုင်တဲ့နေရာတွေမှာတော့ဒါကတော့ဆက်သွယ်ရပြောထားပြီးတော့အဲဒီမှာ၂၈ရက်နေရာဖြစ်သွားတော့လေဒါကတော့မတက်နိုင်ဘူးပေါ့။ဂျန်နက်ပါတီတွေလည်းအဲ့နေရာတွေမှာဝင်ရခက်တဲ့သွားရလက်ဖြစ်တော့။အချို့ပါတွေဆိုလို့ရှိရင်အဲ့လိုမျိုး 人们呢，现在我就老多的都会买哎，培养培养下一代下一代娃娃的，他都没得压力了哦。家的给下一代娃娃，确实是那么都哎，都得这样，都得哈，都得这么搞。都会买这高血压，但是孩子的压力，他如果讲他爸弟弟在外头得到肯定的压力大呢，父母得到得到娃娃呢，哎，你呀得到喽，不难过的。但是就是你如果哎，他出来了，比如说像像你那样股票嘛。 ိုင်သူမရှိလို့တယောက်တည်းပြည်ပြီးပေါင်းလာတာဆိုတာမျိုးတက်ပါလို့ရှိရင်ဖြစ်ရတဲ့ကိုယ်ကလေးအတွက်လည်းတမျိုးချက်တော့လည်းအပြန်ဆိုင်ရင်ကျွေးနိုင်သွားတယ်ဆိုတော့ရေဘူကတမျိုးချက်တော့ပါဒါဆိုကိုယ်မဲဘလောင်းနဲ့နိုင်နေဆိုတဲ့ဟာလေကိုယ်ကျွေးလောင်းတယောက်မှာကွန်ပက ပြည်သူ့လွတ်တော်အတွက်ဆိုရင်ကချင်ပြည်နယ်တဲကနောင်မွန်မန်စီရွှေကူစတဲ့မြို့နယ်တွေဖြစ်ပြီးစကိုင်းတိုင်းမှာတော့မင်းကင်းဝင်းသူမော်လိုက်ကနီဆလင်းကြီးနဲ့ရေဦးစတဲ့မြို့နယ်တွေဖြစ်ပါတယ်အဲ့ဒီနောက်တနင်္သာရီတိုင်းကရေပြူလောင်းလုံးနဲ့ရှမ်းပြည်နယ်ကမမန်ဖဲကုန်းစတဲ့မြို့နယ်တွေဖြစ်ပါတယ် တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်အတွက်ကတော့အများစုကစကိုင်းတိုင်းဒေသကြီးတွေကကောလင်းဝင်းသူတမူပူဒလင်းမော်လိုက်ကနီစလင်းကြီးရေဦးစတဲ့မြို့နယ်တွေမှာရှိနေရအထိ USDB ကအနိုင်ရထားပါတယ်ရွှေကောက်ပွဲမှာတချို့မဲဆန္ဒနယ်တွေမှာတယောက်တည်းတင်ထားတာကြောင့်ဖွဲ့စည်းပုံအရာပြိုင်တဲ့လူမရှိရင်သူကနိုင်မှာဖြစ်ပြီးနစ်နာတာမရှိတော့ဘူးလို့တိုင်းလိုင်းရှင်းညီမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းထီအောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရစေ။ ဲ့ဒါလည်းဖွဲ့စည်းပုံရပါလေကြိုင်တဲ့လူရှင်းတော့ဒီနိုင်မှာပဲနေဒါတော့မျက်နာလာတော့မရှိတော့ဘူးလို့ယူဆပါတယ်ဒါကျွန်တော်အခါတိုင်းတိုင်းရရဆိုလည်းသူတယောက်ပဲတင်တဲ့ဆက်ဆံမှုချင်းပြန်ပြမလို့တော့ဘူးပေါ့။ဒါသူဝင်ကြီးဖြစ်သွားတာပါလေဒါဒီကေဒါပုံစံကနေမှအလုံးကြီးကောက်ပြီးပြည့်ချင်ရတဲ့ခါကျရင်သူကချင်းပြန်ပြမလို့နောက်ပြီးတော့ကျွန်တော်တို့ ဖြစ်ပါတယ်ဒီဝါလေးရတယ်တယောက်ကလည်းတိုင်းပါပဲသူကမြူတာလွတ်တော့မှာသူလည်းရှင်းကြိမ်ကြမလို့ပဲသူကြောက်ဖက်တင်လာတာဒါဖွဲ့စည်းပုံရဆောင်းတာဖြစ်တဲ့အကြောင်းကိုမျက်နာမယ်လို့တော့ကျွန်တော်မမြင်ပါဘူးအခက်ကဖွဲ့စည်းဖြစ်လို့ပြန်စည်းလုပ်ပြန်ပြီးတော့ရှင်းလျှောက်ကြမှာအချမ်းယူောက်ဖွဲ့ဝင်လို့အားလုံးကိုလည်းရှင်းလျှောက်နေတဲ့အတွက်ခါကြတော့ရှိတယ်မရှိဘူးတော့မပြောလို့တော့ပဲဒါအားလုံးကိုရှင်းလျှောက်နေတာပဲလေသူကယူောက်ဖွဲ့ဝင်နေဒီခုကြီးက ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်41ကကြီအရာမဲဆန္ဒနယ်တစ်ခုမှာကိုယ်စားလှယ်လောင်းတဦးတည်းသာရှိရင်ရွေးကောက်ပွဲကျင်းပစရာမလိုပဲဒီကိုယ်စားလှယ်လောင်းကိုသာအနိုင်ရကိုယ်စားလှယ်အဖြစ်ကြီးညာရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာအမတ်လောင်းအများဆုံးတင်သွင်းထားတဲ့ပါတီတွေမှာ USDP ပါတီဖြစ်ပြီးဒုတိယကတဆညပါတီတတိယက PPP ပါတီအဒီနောက်ပြည်သူ့ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။